အားလုံးပဲမင်္ဂလာပါတမရရုံအောက်တော့တစ်ခေါက်တစ်ခါရောက်လာပြီတော့ဒီနေ့ကတော့၁၀ခွဲတင်တဲ့ကားကြည့်မယ်ဆိုပြီးရောက်လာ၁၀ခွဲကတော့ဒါဖိန်ပေါ့လေဖိန်ဆိုတဲ့ကားရုံတင်တယ်ဒီတစ်ပတ်ကတော့တူတူကြပါပဲဗျပုံမှန်တိုင်းဆိုလို့ရှိရင်တကားနဲ့တကားအချိန်ချားတယ်ပေါ့လေဒါပေမဲ့ဒီဖိန်ရုပ်ရှင်ဇာတ်က၁၀ခွဲနဲ့တတားကြီးပြတယ်ပြီးတော့ဒီဘက်မှာတော့ ခစ်သက်မပြိုင်ပေါ့ခစ်သက်မပြိုင်ကတော့၃ခွဲရနေ၆ကိုပြတယ်ပေါ့လေအဲ့တော့မနက်ပိုင်းကြည့်ခြင်းတဲ့ဒီဖိတ်ကြည့်ခြင်းတဲ့လူတွေကမနက်ပိုင်းလားခစ်သက်မပြိုင်ကြည့်ခြင်းတဲ့လူတွေကညနေပိုင်းသွားပေါ့လာပေါ့လေသွားရတယ်လာတယ်မားပေါ့ဟုတ်ပါပြီအဲ့တော့ဒီကားဘာပြောရမလဲဘာပြောလို့ပြောရမလဲမသိတော့ဘူးကိုစောအာယုံကပဲကိုစောအာယုံကတော့ကျွန်တော်ဒီမစ္စတာရူပရိုဂရမ်မှာသူကားကြီးအများဆုံးပဲထင်တယ်တော်တော်ရိုက်နိုင်တယ်ရိုက်နိုင်တယ်ပြောရမလဲဗျာပြီးတော့မင်းသားကတော့နေဝင်းပါလေနေဝင်းပါပြီဆိုလို့ရှိရင်တော့ ဒါချူလေးကတော့အော်တိုကက်ရက်သားပဲမြန်မာသားတွတ်ပြီးကာတွန်းလိုပဲသိရမလားမြန်မာသားတွတ်ပြီးလာပြီးဟေ့ဆိုတပည့်ကျော်ဘိုက်ကလေးပါရဲ့ဆိုသလိုမျိုးပဲနံပါတ်လေးရဲ့ကောက်ကြောင်းဒီအလှတရားတွေမကြော်လွားနိုင်တော့ဘဲနဲ့နံပါတ်လေးကိုကောက်စားနေဝင်းလည်းတော်တော်ရိုက်နေတယ်ဗျာတခါကြာစဉ်းစားမိရသလားဒီကိုစားအာယုံနဲ့နေဝင်းကြံကြိတ်ဆက်တယ်ကြံထည့်ပြီးတော့ကြိတ်နေသလိုမျိုးရုပ်ရှင်တွေရိုက်နေကြတာဆိုပြီးတော့ဗောလေ ဘိုင်းပြီးတော့ကိုလိုအယုံဦးကရိုက်တိုင်းမှာကျွန်တော်ကြည့်ရတာမင်းသားအမြင့်မြတ်ဒီခေါက်ကတော့နေဝင်းဆိုတော့နည်းနည်းလေးတော့ပွဲပြားသွားတယ်ပေါ့လေတေဦးဆောင်အင်အားကတော့ဒါနေဝင်းရဲ့မင်းဖုံးမြက်ကဲမင်းမြင့်မူရဲ့ချူးလေးရဲ့ပေါ့အဓိက main actor လေးယောက်ပါတော့အဲ့ထဲမှာတော့ academy မရသေးတာတော့မင်းဖုံးမြက်ပဲရှိမှထင်တယ်ဘယ်လိုပြောရမလဲမင်းဖုံးမြက်တေဦးဆောင်တော့ကောင်းတယ်ဗျကျွန်တော်သဘောကျသူကကြီးကြည့်ရတဲ့အချိန်မှာတော့ဘာကြောင့်ဒီအိမ်ကိုလိုက်နှောက်ချက်နေတာလဲအင်းတို့တော့မဟုတ်တဲ့အချိန်ကောဟဲ့ ကျွန်တော်သေယုဆောင်နေရတော့လက်ရှိရုပ်ရှင်လောကမှာအအောင်မြင်ဆုံးမင်းသားနဲ့မင်းသမီးနှစ်လက်လို့ပြောလို့ရတယ်။အဲ့တော့ Star Power အဖြစ်တော့ပါတယ်။ဘယ်လိုနေမလဲတော့မသိဘူး။အရင်ကြည့်ကြည့်လိုက်အောင်ပဲ။ဒီတစ်ပတ်ရုပ်ရှင်ကယူရတော့နှကားလုံးကတော့ဘယ်လိုပြောမလဲ။ဟာတာကားပေါ့လေ။ဟာတာကားဆိုတာလည်းဒီဘက်ဓာတ်ကြီးပဲယူတင်တော့ဓာတ်ကြီးပဲကြည့်ရတာပေါ့။အဲ့တော့ဟုတ်ပြီ။အဲ့ဒါ trailer တွေတော့ကြည့်တာရေ။အဲ့တော့ဒီသူ့ရဲ့ trailer တွေမှာပါတာကိုကြည့်ပြီးကျော်ဇလန်းရင်ခံမှန်းလိုက်အောင်ပဲ။ဇလန်းကတော့ဗျာတိတ်တူးတူးကြကြတော့ရှိမှမသိဘူး။နေဝင်ကတော့ဒါ ဒီလိုလိုပြောမလဲအောက်လန်းဆရာလိုလိုအထက်လန်းဆရာလိုလိုတရဲနေနေဘောလေတရဲနေနေအချိန်မှာသူကဘယ်လိုဖြစ်မလဲဆိုတော့မင်းမြတ်ဘွာတရဲမှမင်းဖုံးမြတ်ကိုစိတ်နာပြီးတော့သိသွားတာဖြစ်လိမ့်မယ်အဲ့အချိန်မှာမင်းဖုံးမြတ်ကိုချောက်ဖို့ကြိုးစားတယ်ကြိုးစားတဲ့အချိန်မှာဒီမင်းဟင်းကတော့တကယ်ဘယောကဆရာဆစ်ဆစ်ပေါ့လေအဲ့မှာမင်းဟင်းကြောင့်မို့လို့ဒါနေဝင်းနဲ့တွားပြီးပေါင်းမိမယ်ထင်တယ်နေဝင်းကလိုက်လိန်နေလိန်နေနဲ့မှမင်းမြေမုန်နဲ့ပေါင်းပြီးတော့အဲ့မှာတို့တကယ်ချောက်ပြီးတော့တို့ကပတ်စံရှာရဲပေါ့လေရှာရဲအချိန်မှာချူလီကတော့အထုံးစံတိုင်း နေဝင်းကကြိုက်တယ်ဗောဗျာချူလေးကိုအဲ့မှာသူတို့ဘယ်လိုလွဲကြမယ်ဗျတော့ဒါကတော့ထရီလာကြည့်တဲ့လောက်ကတော့ဇလန်ကတော့အဲ့ဒါပဲဖြစ်မှာပါနောက်ဆုံးကြရင်တော့မင်းမြင့်မို့ချွတ်သွားမလားမချွတ်သွားမလားချွတ်သွားမယ်ထင်ပါတယ်အဲ့ဒါပဲကြည့်ရမှာဗောကဲဒီတော့ကတော့လောက်ပါပဲဟေးဟေးဟေးဘယ်သွားမလို့လဲဘယ်သွားမလို့လဲဇလန်ပြောပြီးလေအာဇလန်ပြောပြီးမကြည့်ရအောင်အော်ကြည့်ရအောင်ပါလားကြည့်ရမယ်လေထရီလာရင်မှပါပြီးပြီလေဇလန်ကမကြည့်ရအောင်လေကြည့်ရမှာပါမကြည့်ရအောင်ပါအာโอเคဗျာအဲ့ဒါဆိုကြည့်မယ်နော်ကြည့်ပြီးတော့မှကျွန်တော် review တစ်ပြောပြပါဇလန်ကတော့ဒါပဲဖြစ်မှာပါ ိန်ဆိုရရုပ်ရှင်ကတော့ကြည့်ပြီးသွားပြီအဲကျွန်တော်ယုံနယ်မွေငယ်မှာကျွန်တော်ခံမှန်းခဲ့ရတဲ့ဘယ်လောက်တူလဲဆို70%လောက်တော့80%ခန့်လောက်တော့တူရဗျဘယ်လိုပြောမလဲဗျဟိုကျွန်တော်တို့မြင်နေကြတမေယိုးကြဟာတာကိုင်းနေတော့မတူသူကဇလန်းဇက်ကွက်ရှိအောင်တော့ရိုက်ထားရပေါ့လေရိုက်ထားပေမဲ့လည်းကျွန်တော်တယောက်တည်းအမြင်ရပြုံးမယ်ဆိုလို့ရှင်တော့မပီပြင်းဘူးပေါ့လေ။သဖြစ်ချင်တာရရင်များနေတယ်။ပါတဲ့သေယုတ်ဆောင်တိုင်းအကုန်လုံးအတွက်ကလည်းလောက်ကွက်ကလည်းပေးခြင်းတယ်။ ပြီးတော့ဘယ်လိုပြောမလဲမင်းသီးငလတ်သုံးလားရဗျာချူလေးနဲ့မင်းမြင့်မုံနဲ့နှစ်ယောက်ဆိုတော့အဲ့နှစ်ယောက်လုံးနဲ့ဒီကနေဝင်းကိုကြိုက်တဲ့ပုံစံမျိုးလဲသူကဖြစ်စေခြင်းမြောင်အပြိုင်မော်လေအဲ့လိုမျိုးလဲဖြစ်စေခြင်းရောအဲ့တော့ဟိုဖြစ်ချင်တာရေးအများကြီးမပြင်းဘူးဗျာပထမတော့ဟုတ်မလို့ဟုတ်မလို့ဟုတ်မလို့နဲ့ကျွန်တော်လဲကြည့်ပြီးတော့ဟာလို့ငါဒီကားကယိုးတန်း ဟာသားတွေပဲဆွထဲတာရုပ်ရှင်ကြီးဖြစ်မဲ့ထင်တယ်ဆိုရှိပေမဲ့လေဟာဇလန်းဇက်ခွက်လေးတော့ရှိသားပဲဆိုနည်းနည်းလေးညှောနေကြလေးတက်သွားတယ်ကွာကြည့်လို့တော့ကောင်းပါပဲဆိုဒါပေမဲ့လည်းတတိတက်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 ပြီးတော့ဒုံးတို့ကြာပါအောင်ဇသိန်းကြီးကဘလူကြီးမှမသိဘူးလေလေကြီးနဲ့ပြီးသွားတယ်ပေါ့လေ ်ဒီမှာတကယ်အစ်ကြီးပါအစ်ကြီးဒီရုပ်ရှင်ကားကိုကြည့်နေရင်လည်းကျွန်တော်ဒီ Mr. Alu program မှာပဲရိုက်ခဲ့ဦးတယ်ဟိုင်းကားလေးတကားကိုသွားသတိရမိရဲ့ဗျာမိုင်ဘူးဆိုရကားလေးပေါ့လေအဲ့ကားရဲ့မှာလည်းဒီကားနဲ့ခက်ဆင်ဆင်ပါပဲမင်းသားအမင်းသားအမွေရမယ့်အိမ်ကိုသွားရချင်မှာမင်းသမီးကတရေမှလေးပေါ့ဗျာတရေ၆ပြီးတော့သူတို့ပတ်စံရှားကြရပေါ့အခုလည်းဒီလိုပဲတရေ၆ပြီးပတ်စံရှားကြရအဲ့ကားရဲ့မှာကျတော့မင်းသမီးကိုတနာဖို့ဇလန်းอ่ะဗျာတနာဖို့လည်းကောင်းတယ်ဗျာခြားတာလည်းဖြစ်အောင်ရိုက်ထားရပေါ့ဒီကားရဲ့မှာလည်းအဲ့လိုဖြစ်စီခြင်းလေဗျာမိမိမို့ character ကိုတနာအောင်လည်းသူတို့ရိုက်ခြင်းလေ ဒါပေမဲ့တနာဖို့ကြောက်ရလဲမပေါ်လင်းပြန်အောင်ဟာတာကရီယာလားဆိုရလဲမရီယာပြန်အောင်ဒရမာဘက်ကိုကတ်လိုက်လို့လို့ရှိရင်ဒီထက်အများကြီးပိုကောင်းနိုင်မယ်ဗျာကျွန်တော်တယောက်ထဲသားဆိုလို့ရှိရင်ကျွန်တော်အမြင်ဆိုလို့ရှိရင်ပေါ့နော်ဇလန်းကဥမာဗျာဒီနေဝင်နဲ့မေမြင့်မုံနဲ့နေဝင်နဲ့ချူလေးနဲ့ကရီစာနေဝင်ကအဲ့လိုပယောကဆရာဆရာလိန်ပေါ့လေအဲ့ကြားရဲ့မှာအိမ်တိန်သွားတဲ့အချိန်မှာသူကမေမြင့်မုံနဲ့တွေ့မှာတယ်ရဲမှာလေတယ်ရဲမှာလေကိုသူကနေမင်းကိုဂျူစားရင်းနေဗျာ တဲမှလည်းသူ့ကိုကြိုက်သွားမယ်အဲ့မှာနေဝင်းအိုင်းနှစ်ယောက်ထဲကဘသူ့ရွှေလို့ရွှေရမှန်းမသိဘူးအဲအဲ့လိုမျိုးဆိုလို့ရှင်တော့ဇလန်ကပုံပြီးစိတ်ဝင်စားဖို့ကောင်းအောင်ပဲဗျာဒါတဲမှနဲ့ဇလန်ကတော့ဘယ်သူမှမဖြစ်နိုင်ဘူးဒါပေမဲ့သူ့ကိုပုံပြီးပိတ်သက်တွေရွေးချင်လာအောင်အဲမင်းမျိုးကိုတနာအောင်ရိုက်ပြမယ်ဆိုဇလန်ကဒီထက်အများကြီးပိုကောင်းသွားနိုင်တယ်ဒါပေမဲ့အဲ့လိုမဖြစ်ခဲ့ပါဘူးဘူလူရောမလဲအီလီလေကြီးနဲ့ပဲပြီးသွားတယ်ပေါ့ချောလာနေဘလူလူတရေဖြစ်နေပါတော့ဟုတ်တယ်မလားတေယောဆောင်နေအနေနဲ့ပြောမှဆိုလို့ရှင်တော့ဗျာ အဲ့ဒီကားရဲမှာဆိုလို့ရှိရင်ဒါ support ဆက်ရံနေတကယ်ဘယ်လိုပြောလဲဝိုင်းရဲသေယုတ်ဆောင်ကြီးတုံးတာရေပေါ့အဲ့ကြားရဲမှာအထူးကြည့်ပြောချင်တာတော့ဒီစင်မနဲ့စိုးမိုးကြည့်ပေါ့လေသူတို့နှစ်ယောက်ကိုကြည့်ရဲချိန်မှာကျွန်တော်ဘာလို့သွားပြီးတော့စဉ်းစားမိလဲဆိုတော့စိတ်ဆက်ကြရအယုတ်ထင်တယ်ဆိုတာစကလုံးပေါ့လေသေယုတ်ဆောင်နေတုံးကြတာပါဒါဘလူးဆက်ယုတ်မျိုးမဆို character ပြပြီးအောင်သေယုတ်ဆောင်နေဆိုတာပေါ့လေကျွန်တော်ပြလူတွေကပြသေယုတ်ဆောင်ဝါသနာပါတဲ့လူကတော့သေယုတ်ဆောင်ဆောင်ခြင်းပါပဲ တက်တော့မှာတော့မှာပဲသေဥဆောင်မှုရှိရဲ့လူရှောက်ပြီးသေဥဆောင်နေရပဲဝိုင်းရဲ့သေဥဆောင်နေသလိုရှင်တယ်သူတို့ဝါသနာပါရဲ့အတွက်သေဥဆောင်လုံးနဲ့အတမွေးရောက်ပြုနေကြတာပဲဒါပေမဲ့ဗျာဒီကိုင်းမှာသူတို့တော့ရဲ့ character ဘာနဲ့သွားတူတယ်ဆိုတော့ဘွေးရပညာတက်ကိုအလုတ်ချမ်းလုတ်ခိုင်းသလိုဖြစ်နေတယ်ဒီထက်အများကြီးဗျာပူကောင်းအောင်ဗျာသူ character ဖွဲ့စည်းပေးလို့ရရတာနဲ့ဗျာသူတို့ character ကြီးတွေကနည်းနည်းတော့လွဲရလို့ကျွန်တော်မြင်တယ်ဗောလေအာဟမ်ဆက်ဖီလေး ကောင်းလိုက်တာစပီနီတော့ကျွတ်ကြအောင်ဒါမဲ့လည်းဒွာရင်တေးဥဆောင်နေပြီအကောင်းဆုံးတေးဥဆောင်ရတယ်တို့နှစ်ယောက်ကတကယ်ချီးကျူးကြပါတယ်နောက်ပြီးတော့ဒီမင်းသားနေဝင်းပေါ့လေနေဝင်းကားရေဗျာကျွန်တော်ဒီ program မှာကြည့်ရတာအများဆုံးမင်းသားနေဝင်းနဲ့မြင်းကြပဲတကယ်ကို share ရိုက်တာတလားတကားတော့ပုံမှန်ကြည့်နေရတာဗျာဒီရုပ်ရှင်ကတကားဖြစ်ဖို့ဆိုတာအခုရိုက်အခုချက်ချင်းယုံတင်လို့မရဘူးသူတို့အနေနဲ့အများကြီးအချိန်ယူပြင်ဆင်ထားရတယ်ဆိုတော့ဗျာသူရှင်းတတ်တော့မှာသူရုပ်ရှင်နေအများကြီးရိုက်ခဲ့ပြီးွားရေဗျာ ဒါသူ့ဒီ comment တွေမှာကြိုက်တဲ့လူလည်းရှိတယ်မကြိုက်တဲ့လူလည်းရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေဘယ်လိုပြောမလဲကြော်ချားမှုတစ်ခုရသွားပြီးသွားပြီပေါ့အဲ့တော့ခုချိန်အားစပြီးတော့နောက်လာမယ့်ကားကြီးဆိုလို့ရှိရင် quality ထိမ့်ပြီးရိုက်လို့ရှိရင်သူ့တော့ပို့ပြီးတင်တော်မှာထင်တယ်ဟိုကသူ့ကားကြီးမှာဆိုလို့ရှိရင်ကြော်ကြည့်ဘူးလားပြောတဲ့တော်တော်ကောင်းတယ်သူသေးဆုံးဆောင်လာတယ်ကျွန်တော်သဘောကျတယ်အဲ့တော့နောက်ကားကြီးမှာလည်းဟုတ်ပြီပေါ့မလဲကားတိုင်းမဟုတ်ပဲနဲ့တေချာလေးစီစစ်ပြီးတော့သူ့အတွက်လောက်ွက်ရမယ်ကားမျိုးကိုရွေးမယ်ဆိုလို့ရှင်တော့လူဒီထက်အောင်မြင်မှုအများကြီးထိန်းထားနိုင်မယ်လို့ယူဆမိတယ်ဗျ။ ။နောက်တော့ဗျာအဓိကချက်တစ်ချက်ကတော့ဘယ်လိုပြောမလဲရုပ်ရှင်ကားကြီးဗျာပြိတ္တတွေကရုပ်ရှင်ကားတကယ်ကောင်းရင်ရှိပါတယ်။ဟိုဟာတာကားရဲ့မှာမဟုတ်ပါဘူး။ဒါမဲ့လေမြန်မာပြည်သက်ကဟာသားကြိုက်တော့ရုပ်ရှင်ကားကြီးမှာဟာသားကားလေးတွေပေါင်းထည့်တာပေါ့ဒါမဲ့ဒီဇလန်ဆိုလို့ရှိရင်ဗျာသူကသူဒရမာအတီရိုက်လို့ရှိရင်ကောင်းနေမှာဟာဟာသားကြီးပေါင်းထည့်လိုက်တဲ့အတွက်အီလီလေးဖြစ်သွားတယ်ပေါ့လေဘာလာလာငါတို့ကတော့ဟာသားထည့်ရမယ်ဆိုပြီးတော့ရိုက်နေတာမျိုးကြီးမရှိဘူးဆိုလို့ရှိရင်တော့ဒီထက်အများကြီးပိုကောင်းမှထင်တယ်ဒါကျွန်တော်တယောက်တည်းဒါဘယ်လိုပြောမလဲအပြုသဘောဆောင်တဲ့အကြံပေးကြပါဟိုဗျာအတင်းကြီး စ်ထဲ့မနေနဲ့ဗျာဒီဇယ်လန်ဆိုလို့ရှိရင်တနာကြီးခွဲပြည့်အောင်တချို့စင်းနေဆိုလူတော်မလို့အောက်ကိုအတင်းကြီးလှုပ်ယူပြီးတော့ဖန်နှီးပြီးတော့ရိုက်ထားသလိုခံစားရတယ်ဗောလေကောင်းကျင်ရတာနဲ့ထင်သလောက်မကောင်းခဲ့ဘူးဗောလေအဲ့တော့ကျွန်တော်တယောက်တည်းအမြင်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့မကြိုက်လားဆိုတော့ကျွန်တော်တော့မကြိုက်ဘူးဗောကျွန်တော်ကြိုက်တဲ့ဇယ်လန်မျိုးလည်းမဟုတ်ဘူးဗောလေအဲ့တော့ rating ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တော့10မှာဘယ်လိုဘယ်လောက်ပေးရင်ကောင်းမလဲ၄လောက်ပဲပေးချင်ပါတယ်ဟိုဗျာပုံမှန် TikTok short video တွေပေါင်းပြီးစုလာတဲ့ဟာတာကားလိုမျိုးမျိုးတော့မဟုတ်ဘူး ဇလန်းဆိုင်ရင်ခိုင်ခိုင်မာမာနဲ့ရှိုက်ဖို့အတွက်တော့ကြိုးစားတယ်ဒါပေမဲ့အီလီလေကြီးတော့ဖြစ်သွားတယ်ပေါ့လေဒီအတွက်ကတော့တော့ပါပဲနောက်တစ်ပတ်တင်မဲ့ကားကြီးတော့ကောင်းမှတင်တယ်နောက်တစ်ပတ်ကျမှပဲဆက်ဆောင်ကြရအောင်